သူတို့လုံးဝအထင်သေးခဲ့ပါတယ်ဆိုရယ် PDF တပ်ဖွဲ့တွေရဲ့အကြောင်းသူတို့ထုတ်ပြီးတော့ပြောနေရသူတို့ကိုယ်တိုင်ချီးကျူးနေရပြီဗျပြောရမယ်ဆိုရယ်မင်္ဂလာပါကျွန်တော်လက်ရှိတပ်ထဲမှာဖြစ်ပျက်နေတယ်ပေါ့နော်မြောက်လိုင်းစစ်တပ်ကဒါအခြေအနေလေးနည်းနည်းသိရတော့လေးပြောပြချင်ပါတယ်အဲ့တော့ဒါကျွန်တော်ခု ိုနေ့ကရဲရင်ပေါ့နော်ရဲရင်ပြချလိုက်တဲ့ဖြစ်စဉ်ကြောင့်မလို့ဒါတေွားတဲ့မိသားစုတွေပေါ့နော်အဲပြီးရင်အခြားနေရာဒေသအသီးသီးမှာဒါတိုက်ပွဲမှာပေါ့နော်ဒေါ်လာရင်တပ်ဖွဲ့တွေလက်ချက်နဲ့ဒီသွားရတဲ့မိသားစုတွေပေါ့နော်သူတို့ရဲ့မိသားစုတွေကိုတဲ့အခုဆိုရင်ဒါနိုင်ရေးလှုပ်ခွင့်ပေါ့နော်နိုင်ရေးလှုပ်ခွင့်နိုင်ရေးတော့လှုပ်ခွင့်ရတယ်ဒါပေမဲ့ဘယ်လိုလုပ်ရလဲဆိုတော့ ဒီနာရေးဖိတ်စာတရားစာအပြင်မှာသွားပြီးတော့ဖိတ်စာသွားလို့လို့မရဘူးသွားမထုံးနဲ့အဲအဲ့လိုလုပ်တယ်ပြီးရင်သူတို့ကိုယ်တိုင်ပဲအဲဥစ္စာအတွက်ကိုထုတ်ဝေးမယ်ဆိုကိုယ်တိုင်ထုတ်တဲ့ဖိတ်စာတွေပေါ့နော်နာရေးဖိတ်စာတွေအဲ့လိုမျိုးပုံစံမျိုးတွေသူတို့လုပ်နေရတယ်အပြင်ကိုလုံးဝပေးသိမခံရမယ်နဲ့သတင်းဖုံးမယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်တယ်အဲပြီးတော့သူတို့ကြာရှုံးနေတဲ့ဟာတွေပေါ့နော်သူတို့ကြာရှုံးနေတဲ့ဟာတွေကိုအခုလိုမျိုးအပြင်မှာလုပ်တယ်ဟေးဆိုရင်သူတို့ကြာရှုံးတဲ့ဟာကိုတိသွားမှာဆိုလို့အခြားသူတွေပါစိတ်သက်တွေကြာမှာဆိုလို့ဆိုပြီးတော့ အခုလိုလိုက်လံပြီးတော့တားမြင့်ပိတ်ပင်တာမျိုးတွေလုပ်နေရဆိုပြီးသိရအဲ့တော့စစ်ကောင်စီတပ်သားတွေသူတို့ရဲ့မိသားစုတွေအနေနဲ့စဉ်းစားပါဗျာအဲသူတို့အတွက်အသက်ပါပေးပြီးသွားပြီအဲသူတို့တိုက်ခိုင်းလို့တိုက်ရတယ်အဲဒါအောင်မပဲတေသွားတဲ့အခါမှာဒါမိသားစုကလွတ်လွတ်လပ်လပ်နားရေးလေးတောင်လုံးခွင့်မရတဲ့အနေအထားတွေဖြစ်နေတာပါဗောနောအပူဆိုးတာကခုနောက်ပိုင်းဆိုရင်သူတို့ဒါအလောင်းပြန်မရတဲ့ဖြစ်စဉ်တွေကပူပူပြီးတော့များလာတယ်အဲအဲ့ဟာနဲ့ပတ်သက်လို့လည်းကျွန်တော်သတင်းတစ်ခုထည့်ရထားတယ်ဗောနောအဲဥစ္စာကိုဒါကျွန်တော်ပြောပြအဲဥစ္စာက ါဖြစ်စဉ်တစ်ခုကိုညှို့ပြီးတော့ပြောထားတာပေါ့နော်ဒီဖြစ်စဉ်ကဘာလဲဆိုတော့ဒါမိုးပြေဒါလက်တီဖုံးကြီးကြောင်းဤကြောင်းတင်ဂိတ်နေရာမှာဖြစ်တဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဖြစ်စဉ်မှာဒါသူတို့ဘက်ကဒုတိယမူဒါငိမ့်စော်တန့်ဦးစီပူပေါင်းအဖွဲ့တွေရပါပေါ့နော်ဒါတို့အဲသူတို့အခြေပြုနေတဲ့နေရာကိုဒါဒေါ်လိုင်းတက်ဖွဲ့တွေကတိုက်တဲ့အချိန်မှာသူတို့ကဒီဟာကိုသူကမချစ်တင်ခဲ့ဖြစ်တာပေါ့နော်ဖြစ်စဉ်ကဘာဖြစ်လို့လဲဆိုတော့အဲသူတို့ရဲ့ဒီစစ်သားတွေပေါ့နော်ကြာဆုံးတာတွေတန်ရရတာတွေပျောက်ဆုံးတာတွေ လက်နက်တွေပျောက်ဆုံးတာတွေပေါ့နော်အဲ့ဒါတွေဖြစ်တဲ့ဟာကိုသူကမကြည်နဲ့တော့တခြားတက်တွေကိုလည်းသိအောင်လို့ဆိုပြီးတော့သူကညွှန်ကြားချက်ထုတ်တာပေါ့ဗျာအဲ့မှာဘာဘာဘာပြောလဲဆိုတော့ဒါတိုက်ပွဲဖြစ်စဉ်များမှာတဲ့ဒါကြာဆုံးတန်ရရရှိစစ်စီတွေပေါ့နော်တိုက်ပွဲနေရာမှာဒါကင်ဆောင်ထားတဲ့လက်နက်တွေခဲရအနေနဲ့အတူကြံနေခဲ့ကြောင်းမကြာခဏတွေ့ရတယ်တဲ့ဟုတ်တယ်အဲမြေပြင်မှာဒါကျောင်းတပ်ဖွဲ့တွေကအလောင်းအလက်အမြဲတမ်းအမြဲတမ်းရတယ်ပေါ့နော်ဖြစ်စဉ်တွေပြီးသွားပြီဆိုတဲ့ချိန်တိုင်းမှာကျောင်းတပ်ဖွဲ့တွေကပဲပို့ပြီးတော့ဒါအကျိုးမြတ်တွေပို့ပြီးတော့ထုတ်ပြန်နိုင်တယ်ရတယ်ပေါ့နော် အဲ့လိုဖြစ်မှာပေါ့သူတို့စီကအဖွဲ့တွေကဒါမြေပြင်တိုက်ပွဲတွေမှာဘယ်နေရာမှာပဲကြည့်ကြည့်ထွက်ပြေးရတာနဲ့ဖြိုဖျက်ပြေးရတာနဲ့ဆိုတော့အကုန်ထားခဲ့တာဟုတ်အဲ့တော့ကျတော့အဲ့ဥစ္စာနဲ့ပတ်သက်လို့သူကမကျေနပ်တာပေါ့နော်အဲ့မှာသူကနောက်ထပ်ဗာပြောထားလဲဆိုတော့မင်းတတိယမှာပေါ်လာတဲ့ PDF ကတော့မှာပေါ့နော်သူတို့အချင်းချင်းတိုက်ပွဲမှာတေးတာတွေဒဏ်ရာရတာတွေကိုပေါ့နော်ဒါလက်နက်ခဲရန်အနေနဲ့အတူတူပေါ့နော်ဒီတိတ်ဆုံးသွားတဲ့ဒါရဲဘော်တွေလက်နက်ခဲရန်တွေကိုစစ်တပ်ကနေပြီးတော့မရအောင်ပေါ့နော်သူပြောထားတဲ့အတိုင်းဆိုရင်ဒါ ်တမလောဘက်မှမရရှိစေရေးအစွမ်းကုန်ဆွဲယူသွားနိုင်သလိုပေါ့လက်တလောဆုပ်ခွာစဉ်မဆွဲနိုင်ပါကလည်းပေါ့နော်ရှိသည့်အင်အားနဲ့ပြန်လည်စုဖွဲ့ပြီးတော့တက်ကိုပြန်ပြီးတော့တံပြန်နှောက်ရက်တိုက်ခိုက်တယ်ဆုံးရှုံးသွားတဲ့နေရာတွေကိုပြန်ယူတယ်ဒါမှမဟုတ်ရင်ဒါကြံရစ်တဲ့အလောင်းဒဏ်ရာရတဲ့သူတွေကိုအဲပြစ်ခတ်မှုစိုးမိုးထားပြီးတော့ဆွဲယူသွားနိုင်တယ်ဆိုတဲ့ဟာတွေကိုတွေ့ရှိရတယ်ပေါ့နော်အဲ့တော့ပြောချင်တာက ဒီစစ်တပ်ကဒီလိုမျိုးတွေဖြစ်နေတယ်ဆုံးရှုံးတာတွေများနေတယ်တိုက်ပွဲတွင်းမှာဒါလက်နက်တွေခဲရနေလူတွေတန်ရရတဲ့သူတွေကြံနေခဲ့တာရှိတယ်ပေါ့နော်ဒါပေမဲ့မနေ့တတိယမှာပေါ်လာတဲ့ PDF တပ်ဖွဲ့တွေကကြတော့အဲ့လိုမျိုးတွေလုံနိုင်တယ်ဆိုတော့ PDF ဆိုပြီးတော့အိုက်ထဲမှာကိုပါလာပြီပေါ့နော်သူတို့လုံးဝအထင်သေးခဲ့ပါတယ်ဆိုတော့ PDF တပ်ဖွဲ့တွေရဲ့အကြောင်းသူတို့ထုတ်ပြီးတော့ပြောနေရတယ်သူတို့ကိုယ်တိုင်ချီးကျူးနေရပြီဗျပြောရမယ်ဆိုရင်အဲ့လိုမျိုးလုံယူသွားနိုင်တယ်ပေါ့နော်အဲဒါလုံးဝပြန်ခဲ့တယ်ဆိုရင်တော့မှပဲကိုရဲဘော်ရဲဘက်အလောင်း လုံးဝစုဖွဲ့ပြီးတော့ပြန်လာပြီးတော့ရအောင်တက်ဆွဲတဲ့ဟာဆိုရဲဟာမျိုးရကျွန်တော်တို့ကတော့လုံးဝတော်လိုင်းတက်ဖွဲ့ရည်နဲ့နှိစက်တာဖြစ်တဲ့အတွက်ဒါတွေကိုသိတယ်ဗောနော်ဒါပေမဲ့စစ်တပ်ကအခုအဲ့ဒါကိုသူတို့လက်ခံပြီးတော့ပြောထားတယ်ဗောနော်အဲ့တော့ဒါမိမိတို့တဲ့စနစ်တကျလေ့ကျင့်ထားတဲ့တက်ကအရာရှိစစ်တီတွေကဘာကြောင့်မလုံနိုင်တာလဲတဲ့တော်လိုင်းတက်ဖွဲ့တွေကလုံနိုင်ပြီးတော့ငါတို့ဘက်ကဘာလို့မလုံနိုင်တာလဲဗောနော်အဲအဲ့ကြောင့်မလို့ဒါအဖွဲ့တဲမှာဗောနော်ဒါခိုကတ်တဲ့စိတ်သက်တွေကိုပြင်ဆင်ကြဖို့လိုမယ်ဆိုပြီးတော့ဒါသူတို့တွေ စာတွေပါထုတ်ပြီးတော့တပ်ဖွဲ့တွေသူတို့အချင်းချင်းကြားထဲမှာဖြတ်နေရတဲ့အနေအထားဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒါကအဲ PDF တပ်ဖွဲ့တွေရဲ့အာအချင်းချင်းကြားထဲမှာရဲဘော်ရဲဘက်စိတ်ဘယ်လောက်တောင်မှပြင်းထန်သလဲတန်ရုံးစင်တရားတွေဘယ်လောက်ရှိသလဲပေါ့နော်ပြီးတော့တိုက်ပွဲတစ်ခုမှာလုံးဝအာဘယ်သူမှမကြံစည်ရအောင်ဆိုပြီးတော့ပြောခဲ့တဲ့ဒါဒါတိုက်ပွဲမြေပြင်ရဲ့တပ်ဖွဲ့တွေရဲ့စကားတွေကတကယ်ကတိတည်တယ်ဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ပေါ့နော်အဲအဲ့လိုပဲစစ်တပ်ဘက်ကကောင်တွေရဲ့သူတို့ရဲ့အခြေအနေမှန်ဖြူဖျက်ဖြစ်နေတဲ့ဟာတွေကို တို့ထုတ်ပြန်တဲ့စာရီထဲမှာကိုပဲတွေ့မြင်နေရပြီဆိုတဲ့ဟာကိုလည်းဒါသိစေချင်တယ်ဗောနော်ဒါကလည်းဒါစာလေးတစ်စောင်ဆိုပေမဲ့အရန်အားရစရာကောင်းတဲ့တက်တွင်းကအခြေအနေတည့်ရဖြစ်တယ်ဗောနော်အဲကြဒီလိုမျိုးဖြစ်စဉ်တွေကမြေပြင်မှာတို့ဘက်မှာအများကြီးဖြစ်နေပြီဆိုတဲ့ဟာကိုတို့ဝန်ခံသွားပြီဗောနော်နောက်တစ်ခုကတော့ဒါကြောင့်ပြည်သူတယောက်ကသတင်းပို့တယ်ဗောနော်အဲ့ဒါကတော့ဒါညောင်ဦးအဝင်ဂိတ်မှာတင်ကားငါးစီးတွေ့တယ်ဗောနော်အဲ့ထက်ကတစည်းကတကားဖွင့်လိုက်တဲ့အချိန်မှာရုရှား၃ယောက်တွေ့တယ်ဆိုပြီးတော့ပြောတယ်အဲ့ကြအဲ့ရုရှား၃ယောက်ကသူကဘာလို့ရုရှားလို့ပြောနိုင်လဲဆိုတော့သူကပထမဆုံးမြင်မြင်ချင်းမှာသူက တရုတ်လို့ထင်တာတရုတ်လို့ထင်တော့အဲ့ပြည်သူကသူတရုတ်စကားကျွမ်းကျင်ချင်နားလေအဲကောင်းကောင်းမွန်ပြောတတ်တယ်ကျွမ်းကျင်ပြောတတ်တယ်ဗောနော်နားလေအဲ့ဒါကြောင့်မလို့ဒါမတင်ကားလို့တရုတ်များလားဆိုပြီးတော့သူတို့ဘာပြောနေရလဲဆိုပြီးတော့သူကသွားပြီးတော့နားထောင်နေချိန်မှာတရုတ်စကားပြောတာမဟုတ်ဘူးရုရှားစကားပြောနေတာဗောနော်အဲ့ကြတော့ရုရှားတွေပါဒါအခုဒီဒီဒီမြောက်လိုက်ဘက်ကနေပြီးတော့ကူပြီးတော့ဗောနော်လူရောနိပညာရောကူပြီးတော့လှုပ်ပေးနေတယ်ဆိုတဲ့ဟာကိုနောက်ထပ်တက်တည်တစ်ခုအနေနဲ့ထပ်ပြီးတော့တိရတာဗောနော်ဒါကတော့မျက်မြင်ကိုတွေ့ ကြုံခဲ့ရတဲ့ပြည်သူတယောက်ကတာဝန်သိသိနဲ့တတိလာပေးရပါတော့။အဲဒါကြောင့်အဲဥစ္စာတွေကိုလည်းတာဝန်ရှိသူတွေအနေနဲ့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုစဉ်းစားကြဖို့လိုတယ်။အဲ့ရဲ့အကြောင်းကိုကျွန်တော်ထပ်ပြီးတော့ပေါ့နော်။ဒါညာဦးဘက်ကတော်လိုင်းတပ်ဖွဲ့ဝင်နေစီကိုထပ်ပြီးတော့မေးကြည့်တဲ့အခါမှာလည်းဒါဟုတ်မှန်တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်။အဖွဲ့အစည်းကိုမေးကြည့်တဲ့အချိန်မှာဒီလိုမျိုးဒါပြည်သူတယောက်ကတော့ပြောလာတာရှိတယ်ဟုတ်လားပေါ့နော်။အဲ့အဲ့မတိုင်ခင်ကလည်းကျွန်တော်မနေ့ကပြောခဲ့တယ်ပေါ့နော်။အညာဦးအနောက်ဘက်ချမ်းမှာတိုက်ပွဲတွေပြင်းထန်နေရတယ်ရှိတယ်ပေါ့နော်။ အဲပြီးတော့ဒီခုနရုရှားကြောင်းမေးတဲ့အချိန်မှာလည်းဟုတ်တယ်တဲ့ဒါရုရှားတွေပါတယ်ပေါ့နော် drone မောင်းတဲ့ကောင်တွေပေါ့နော်ပြီးတော့၃ယောက်ပေါ့တယောက်ကစစ်ကြောင်းထဲမှာပါတယ်တဲ့နှစ်ယောက်ကတော့တောင်စင်းရဲစခန်းထဲမှာနေတယ်ဆိုပြီးတော့သိရတယ်ဆိုပြီးတော့ပြောလာရှိတယ်အဲကြောင့်ဒီကောင်တွေပါဝင်ပတ်သက်နေတယ်ဆိုတဲ့ဟာတွေကိုတစ်ချိန်ချင်းကြားရင်တော့တက်တည်နေတဲ့ဒါထွက်လာမှာဖြစ်တယ်ပေါ့နော်အဲတော့ဒါကြောင့်ပို့ပြီးတော့ဒီကောင်တွေပါဝင်လာတာနဲ့အမျှမြေပြင်မှာပို့ပြီးသတိထားရမယ့်အရာတွေလည်းရှိလာတယ် ီရက်ထဲမှာညကျွန်တော်နှစ်ထိုးကြီးဘက်ချမ်းပါဗောနော်အဲနှစ်ထိုးကြီးမြင်းကျန်တောင်သာငဇွန်အဲ့ဘက်ချမ်းနေမှာအဲတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရတယ်ရှိတယ်တက်ဖွဲ့တွေဘက်ကအသာစီးရရည်လည်းရှိတယ်။တင်းကောင်းတွေလည်းမကြခင်ထုတ်ပြန်လာလိမ့်မယ်ပေါ့နော်။အဲ့ခါကျရင်လည်းတက်ဖွဲ့တွေနဲ့ကျွန်တော်ထပ်ပြီးတော့အနာပြုပုံစံမျိုးတွေလုပ်ပေးဖို့ရှိပါတယ်။အဲ့ပြီးတော့အဲ့မှာတည်ရတဲ့ဟာဆိုရင်ဘာလဲဆိုတော့ဒါစစ်ကောင်စီဘက်ကပေါ့နော်။အခုနောက်ပိုင်းဒါလင်းကျဲတဲ့ကိစ္စမျိုးတွေမှာတဲ့။ဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေသတိထားဖို့ပေါ့နော်။လင်းကျဲတဲ့ကိစ္စတွေမှာပေါ့နော်။တော်တော်တိတိကျကျလုံနိုင်တဲ့ပုံစံမျိုးတွေတွေ့ရတယ်တဲ့။အဲ့ပြီးတော့ကျတော့ အဲခုနလိုအဲညဘက်တွေမှာအစလိုက်ပြီးကျဲတဲ့အချိန်မှာလိုက်ပြီးပြစ်ခတ်တဲ့အချိန်မှာပေါ့နော်တော်တော်တိကျတဲ့ပုံစံမျိုးတွေသိရတယ်ဆိုတော့သူရဲ့နှီးပညာတွေကိုပို့ပြီးအဆင့်မြင့်နေရဆိုတာကိုဒါကျွန်တော်တို့သိထားသင့်ပြီပေါ့နော်သိထားသင့်ပြီအဲပြီးတော့ကျတော့အဲ့လိုမျိုးဖြစ်လာပြီဆိုတဲ့အချိန်မှာတပ်ဖွဲ့တွေကအဲဒီမင်းအောင်လိုင်းဒီမင်းအောင်လိုင်းအဲ့ဟာကိုသူကဂုံယူသွားနေပြောတာရှိရလေလေချောင်းတိုက်ခတ်မှုတွေသူအားရတယ်ဆိုပြီးပြောခဲ့ရတယ်ရှိတယ်မြေပြင်မှာလည်းသူကအဲ့လိုမျိုးအကူအညီတွေယူပြီးတော့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်တပ်ဖွဲ့တွေဘက်က ဘာတွေပြန်လုပ်တင်လဲဆိုပြီးတော့ကျွန်တော်တိုင်ပင်ကြတဲ့ခါမှာအချိန်ကိုညီညွတ်အောင်ကျွန်တော်တိုက်ဖို့လိုတယ်တဲ့ဒီတနေရာတဲကိုပဲမဲပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်နေတဲ့ခါမှာပေါ့နော်အချိန်ကြာသွားတယ်နဲ့မြဒါစစ်ကောင်စီကခုနလိုလေချောင်းနဲ့အဲခုနလိုပဲလာပြီးတော့တိုက်ခိုက်တာမျိုးတွေလုပ်တယ်ပေါ့နော်ပြီးတော့စစ်ကောင်စီအခုနောက်ပိုင်းအသုံးပြုတဲ့အဲလေချောင်းတိုက်ခိုက်မှုပုံစံဆိုရင်သူကအဲဒီတိုက်ပွဲထဲမှာအချင်းကြာကြပေါ့နော်လေပေါ်မှာအချင်းကြာကြာနေနိုင်တဲ့ဝိုင်းတွဲလိုပေါ့အဲ့လိုကောင်မျိုးကတောက်လျှောက်ဝဲပေးနေတာဝဲပေးပြီးတော့ပုံသီးတွေချရတယ်ချရတယ်ချရတယ်အဲ့လိုချနေတဲ့အချိန်မှာပဲ အဲသူခဏနားပြီဆိုတဲ့အချိန်မှာ fighter လာပြီဆိုတဲ့အချိန်မှာသူကခဏနားနားပြီရတဲ့အဲ့ fighter အဲ့နေရာကိုထက်ကျဲတယ်ထက်ပစ်တယ်ပေါ့နော်အဲ့လိုပြစ်ပြီးလို့ fighter ရော rider ရောခဏနားပြီဆိုတဲ့အချိန်မှာ35နဲ့လာပြီးရောအာခုနလိုကုတ်တာမျိုးတွေရှိတယ်ပေါ့နော်အဲတဲပြီးရောပစ်တာမျိုးတွေရှိတယ်အပ်ပြီးရတဲ့ rider 18ကထက်ကျဲတယ်ပေါ့နော်အဲ့တော့ကျတော့မြင်မြင်ပါပေါ့နော်ကျွန်တော်တို့တပ်ဖွဲ့တွေကဘယ်လိုဖြစ်နေလဲဆိုတော့အချိန်ကတ် ုနလိုနေရာစုံကိုတိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက်ကပိုပြီးတော့အရေးကြီးလာတယ်။အဲဥစ္စာကတော့ဒါကျွန်တော်တကူလည်းစဉ်းစားမိတဲ့အရာဖြစ်တယ်။ဘာလို့လဲဆိုတော့အဲဒီတနေရာထဲမှာပဲဥတည်ပြီးတော့လုပ်နေမှာဆိုရင် အဲစစ်ကောင်စီကဒီဒီနေရာတဲကိုပဲဖိပြီးတော့လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့အခွင့်အရေးရသွားလိမ့်မယ်ပေါ့နော်။အဲကြောင့်နိုင်ငံရဲ့နေရာအနှံ့ပြားမှာတကယ့်ကိုသူတို့အတွက်ရေးပေါ်ခြေနေဖြစ်နေတဲ့ဟေ့ဆိုရင်တော့ဟိုလိုလေကြောင်းတိုက်ခိုက်မှုတွေပို့ပို့ပြီးတော့ယုံနေလာလိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်။အဲကြောင့်အဖွဲ့တွေပို့ပြီးတော့စီလုံးဖို့လိုအပ်လာတယ်။တပ်ပေါင်းစုတွေဖြစ်ဖို့လိုအပ်လာတယ်။တကယ့်မဟာမိတ်စစ်စစ်ဆက်ဆံရေးတွေဖြစ်ဖို့လိုအပ်လာတယ်ဆိုရဲဟာကိုလည်းဒါကျွန်တော်သိစေချင်တယ်ပေါ့နော်။အဘလိုပဲဖြစ်ဖြစ်မြေပြင်မှာအဲဘလို့အနေထားနဲ့ပဲတိုက်ရတိုက်ရမြေပြင်မှာစစ်ကောင်စီကတော့တော်တော်လေးကိုအချိန်နေစိုးဝါးနေတယ်ပေါ့နော်။ အဲတက်ဖွဲ့တွေမကြခင်သတင်းထုတ်ပြန်တဲ့အခါမှာလည်းကျွန်တော်ဝမ်းသာကြသတင်းကောင်းတွေအများကြီးသိရဖို့ရှိတယ်ပေါ့နော်နောက်တစ်ခါတော့ဒါကျွန်တော် တောင်ပိုင်းမှာပေါ့နော်အဲ GNU ပူပေါင်းတက်ဖွဲ့တွေပေါ့နော်အဲ GNU နဲ့ဒါဒေါ်လိုင်းတက်ဖွဲ့တွေပူပေါင်းပြီးတော့တိုက်ပွဲဝင်နေတဲ့ဟာတွေကအခုရက်ထဲမှာဆိုရင်အောင်မြင်မှုတွေခက်စိတ်စိတ်တွေ့နေရတာရှိသလိုလက်တလောမှာကိုပဲလုံးဝတရက်မှမနာဘဲနဲ့စစ်ကောင်စီရဲ့စခန်းတွေအကုန်လုံးကိုတပြန်နဲ့တိုက်ခိုက်နေရတာဒီကိုဒါသတင်းတွေနဲ့ဒါတက်လာရေးလည်းအများကြီးရှိတယ်ပေါ့နော် ဒါကြောင့်အဲတခြားတစ်ဖက်မှာအဲစီရင်ငိမ့်သက်နေတယ်လို့ထင်ရပေမဲ့တခြားဘက်မှာမင်းအောင်လိုင်အတွက်ဒါတော်တော်လေးစိုးရွားတဲ့အနေအထားကိုရင်ဆိုင်နေရတော့မယ်ပေါ့နော်အဲ့တော့တခုခုဆိုရင်ကျွန်တော်တို့တပ်ဖွဲ့တွေဟိုအဖွဲ့ရမလုပ်ဘူးဒီဖွဲ့ရမလုပ်ဘူးဆိုတဲ့ဟာတွေကိုပြောနေမှထက်စာရင်အဖွဲ့အကုန်လုံးလုံနိုင်အောင်ကျွန်တော်တို့ဘာတွေကူညီကြမလဲဘာတွေပံ့ပိုးကြမလဲအဲစစ်ကောင်စီမြန်မြန်ပြုတ်ကြဖို့အတွက်ကိုတပ်ဖွဲ့တွေပို့ပြီးတိုက်ပွဲဝင်နိုင်ဖို့ကျွန်တော်တို့ဘာတွေအဲထောက်ပံ့ပေးကြမလဲပံ့ပိုးပေးကြမလဲဆိုတဲ့ဟာတွေကအရန်အရေးပါလာပြီပေါ့နော်အခုဆိုကျွန်တော်တို့ဒီလိုမျိုးဒါ ဒီအညာဘက်ကအဖွဲ့တွေနဲ့ကျွန်တော်တို့တွေအင်တာဗျူးလေးလုပ်ရတဲ့အခါမှာဒီတက်ဖွဲ့တွေဘက်ကိုကုကျင်တဲ့ပြည်သူတွေအများကြီးရှိလာတယ်လာပြီးတော့ဆက်သွယ်တယ်ဒါလေးတွေကလည်းကျွန်တော်တို့တကယ်အယံဝမ်းသာရတယ်ပေါ့နော်ဒီလိုလေးတွေတကယ်ဖြစ်စေခြင်းခဲ့တာအဲအခုဆိုရင်ဒါတက်ဖွဲ့တွေကိုပို့ပို့ပြီးတော့တည်လာတဲ့အခါမှာပြည်သူကတခုခုလေးအကူအညီတောင်းတာနဲ့အချက်ချင်းကူပေးတာလေအဲချက်ချင်းလှုပ်ပေးနိုင်တာတွေကတက်ဖွဲ့တွေကိုလည်းတကယ်စိတ်ရတက်ကြွစေတယ်ပေါ့နော်တက်ဖွဲ့တွေကိုနိုင်ကလည်းပြောတာရှိတယ်အကျွန်တော်တို့နောက်မှာပြည်သူတွေအများကြီးရှိသေးတယ်ပေါ့နော်ကျွန်တော်တို့နောက်မှာကျွန်တော်တို့ချစ်တဲ့ပြည်သူတွေအများကြီး ဒါပံ့ပိုးပေးနေတဲ့ပြည်သူတွေအများကြီးရှိသေးတယ်ဆိုတော့ကျွန်တော်တို့သိရတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီတိုက်ပွဲတွေကိုကျွန်တော်နိုင်အောင်တိုက်မှာဆိုပြီးဂရိရေးပေးတယ်အဲ့ဒါတွေကလည်းတကယ်အားရစရာကောင်းတယ်အဲဘလိုပဲဖြစ်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့တတ်နိုင်တဲ့တော့ဒီစ조사ကြမယ်အစ်စ်ကောင်စီကသူ့ရဲ့တက်တွင်းထဲမှာတော့မှတော်တော်လေးချိန်နေဆိုးတဲ့အနေအထားတရက်ကိုရင်ဆိုင်နေရတယ်ပေါ့နော်အဲ့တော့အဲဒီလိုရင်ဆိုင်နေရတာတော့မှဒီကောင်နေရုပ်မာတဲ့ဟာကိုလုံးဝလက်မလျှော့ဘူး မပပဆက်ဆက်ဂိတ်ဆုံးထိရုံမှနေတော့ပေါ့နော်အဲ့တော့အဲ့လိုកောင်မျိုးတွေမြင်မြန်အမြင့်ပြတ်ဖို့ရေးကိုဒါကျွန်တော်တို့လည်းတက်ဖွဲ့တွေကိုပို့ပြီးတော့တိုက်လို့ခိုက်လို့ရအောင်ကျွန်တော်ကူညီပေးကြရင်လည်းကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကိုရောက်သွားကြပါမယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်